ကျွန်တော်တို့နေထိုင်ရကဘာမြေကြီးဟာအမြဲတမ်းတည်ငြိမ်နေတယ်လို့ထင်ရပေမဲ့အာရှတဲ့ရဲ့လူကြီးရဲ့တန်နဲ့ချီနေထိုင်တဲ့မြို့ကြီးတချို့ဟာတဖြည်းဖြည်းနဲ့မြေကြီးတဲ့ကိုကျုံဝင်နေကြတယ်ဆိုတာသိသိပါသလားဒါဟာတစ်ပန်စိတ်ကူးရင်ရုပ်ရှင်တွေကဇလန်မဟုတ်ပါဘူးတကယ်ကြောက်မတ်ဖွယ်ရအမှန်တရားတစ်ခုပါဒီနေ့မှာတော့အဲ့ဒီလိုမြေရောက်ကိုတဖြည်းဖြည်းနှိမ့်နေတဲ့အာရှတဲ့ရဲ့မြို့ကြီးဆဲမြို့အကြောင်းနဲ့ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတာကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြို့ဒီဘာကြောင့်မြည်ကျွန်းရတာလဲအဓိကအကြောင်းရင်းတွေကတော့မြေအောက်ရေကိုအလွန်ကျွန်းထုတ်ယူတုံဆွဲမှုမြို့ပြတိဆောက်မှုတွေရဲ့အလေးချိန်ပင်လယ်ရေမြင့်တက်ပြီးမင်းတက်လာမှုနဲ့မြေသားရဲ့သဘာဝအနေအထားတွေကြောင့်ဖြစ်ပါတယ်အထူးသဖြင့်မြို့ဝကျွန်းပေါ်ဒေသတွေမှာတိဆောက်ထားတဲ့မြို့တွေဟာပိုပြီးအန္တရာယ်ရှိပါတယ်ကဲဘယ်မြို့တွေလဲဆိုတာကြည့်လိုက်ကြရအောင် နံပါတ်1နေရာမှာတော့ကမ္ဘာအလျံအမြန်ဆုံးနှိမ့်မြုပ်နေတဲ့မြို့အဖြစ်သတ်မှတ်ခံထားရတဲ့အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျာကာတာမှာဂျာကာတာမြို့ရဲ့မြောက်ပိုင်းဒေသအချို့ဟာတနက်ကို25စင်တီမီတာ6ဒသမ8လက်မအထိနှိမ့်မြုပ်နေပြီးမြို့ရဲ့40ရာခိုင်နှုန်းဟာပင်လယ်ရေမျက်နှာပြင်အောက်ကို ရောက်နေပါပြီ။အထူးကားကတော့မြင်းအောက်ရေကိုအစမတန်ထုတ်ယူသုံးဆွဲမှုကြောင့်ပါ။ဒီကအင်ဒိုနီးရှားအစိုးရဟာမြို့တော်ကိုပါပြောင်းရွှေ့ဖို့စီစဉ်နေရတဲ့အထိပါပဲ။ ဒုတိယမြို့ကတော့ထိုင်းနိုင်ငံရဲ့မြို့တော့ဘန်ကောက်ပါ။အရှေ့တန်းရဲ့ Venus မြို့လို့တင်စားခေါ်ဝေါ်ကြရဲ့ဘန်ကောက်ဟာလည်းတနစ်ကိုတစ်ကနေ2စင်တီမီတာနှုန်းနဲ့နှိမ့်ညွန့်နေပါတယ်။မြို့ဝစ်ကျွန်းပေါ်မှာတည်ရှိပြီးပျော်ပြောင်းတဲ့မြေသားနဲ့အတူမိုးတီးထံဝရွာသွန်းမှုတွေမြေရောက်ရေထုတ်ယူမှုတွေကြောင့်ရေကြီးရေလျံမှုတွေနဲ့မကြာခဏရင်ဆိုင်နေရပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့စီးပွားရေးအချက်အချာကြလိုက်ဟူဂျီမင်းစီးတီးဟာလည်းအလားတူကန်ဂျမာနဲ့ရင်ဆိုင်နေရပါတယ်မဲခေါင်မြို့ဝကျွန်းပေါ်ဒေတာမှာတည်ရှိပြီးမြေကောက်ရေထုတ်ယူမှုနဲ့မြို့ပြတိုးချဲ့တိဆောက်မှုတွေရဲ့တန်ကိုခံနေရပါတယ်။တနစ်ကို1.6စင်တီမီတာခန့်နစ်မြုံနေပြီးမကြာခဏရေကြီးမှုတွေဖြစ်ပွားလေရှိပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာကတော့လူဦးရေထူထပ်ပြီးမြေအောက်ရေကိုအထူးကထားတုံးဆွဲနေရတာကြောင့် တနစ်ကို10စင်တီမီတာအထိနစ်မြုပ်နိုင်တဲ့အန်ဒီရရှိနေပါတယ်။အထူးသဖြင့်ပင်လယ်ကမ်းစပ်နဲ့နီးတဲ့နေရာတွေမှာပိုဆိုးပါတယ်။တိုင်ဖွန်းမုန်တိုင်းနဲ့ပင်လယ်ရင်မင်းတက်မှုတွေကလည်းအခြေအနေကိုပိုဆိုးစေပါတယ်။ကမ္ဘာအကြီးဆုံးစိတ်ကမ်းမြုပ်တွေထဲကတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံကရှန်ဟိုင်းမြို့ဟာလည်းလွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းတိတိတသားနစ်မြုပ်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်အစိုးရကမီအောက်ရေထုတ်ယူမှုကိုတင်းကျပ်စွာထိန်းချုပ်ပြီး မြေအောက်ရေပြန်လည်ဖိသိမ်းတဲ့လုပ်ငန်းတွေဆောင်ရွက်ခဲ့တာကြောင့်နစ်မြုပ်နှုံးကိုအတော်လင်းထိန်းထားနိုင်ခဲ့ပါတယ်။ဒါဟာအောင်မြင်တဲ့ဥပမာတစ်ခုလို့ဆိုနိုင်ပါတယ်။ဂျပန်နိုင်ငံရဲ့မြို့တော်တိုကျိုဟာနှစ်ဆယ်ရာစုအတွင်းမှာတည်တည်တာတာနစ်မြုပ်ခဲ့ပူပါတယ်။အထူးသဖြင့်စက်မှုလုပ်ငန်းတွေအတွက်မြေအောက်ရေအများအပြားထုတ်ယူခဲ့လို့ပါ။ ဒါပေမဲ့ရှန်ဂိုင်လိုပဲတင်းကျပ်တဲ့စီမင်းတွေနဲ့မြေအောက်ရေပြန်လည်ထိန်းသိမ်းမှုတွေကြောင့်လက်ရှိမှာတော့နှစ်မြုပ်မှုနှုံးကို အများကြီးရှော့ချနိုင်ခဲ့ပါသည်။ဒါပေမဲ့ပေလယ်ရင်မြင့်နေကမင်းတက်လာမှုရဲ့ချိန်ချုံမှုကတော့ရှိနေဆဲပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော်ထာဂါဟာကမ္ဘာလူဦးရေအထူးထက်ဆုံးမြို့နယ်ထဲမှာပါဝင်ပြီးဂင်ဂါမြို့ဝက်ကျွန်းပေါ်ဒေသမှာတည်ရှိပါတယ်။ ြန်နင်းပိုင်းထစ်တာနဲ့အညီမြေအောက်ရေထုတ်ယူမှုဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့အလေးချိန်တွေကြောင့်တနင်္ဂနွေတတိယလီစင်တီမီတာနှုန်းနဲ့နစ်မြုပ်နေပါတယ်။ရာသီဥတုပြောင်းလဲမှုကြောင့်ထစ်ပေါ်လာတဲ့ပင်လယ်ရေမြင့်တောက်မှုနဲ့မုန်တိုင်းတွေရဲ့ထန်းကိုလည်းအလူးလဲခံနေရပါတယ်။အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော် ကာလကတ္တဟာလည်းဒဂါမြို့နဲ့အလားတူမြေဝချွန်းဘော်ဒီတာမှာတည်ရှိပါတယ်။ မြေအောင်ရထူးယူမှုနဲ့မြို့ပြဖွေမျိုးမှုတွေကြောင်းနင်းမြုပ်မှုတွေကြုံတွေ့နေရပါတယ်။အထူးသဖြင့်မြို့ရဲ့အရှေ့ပိုင်းဒေသတွေမှာပုံမို့တည်တာပါတယ်။ပေကြီးမြို့နဲ့နီးတဲ့တရုတ်နိုင်ငံရဲ့အထူးကစိတ်ကမ်းမြို့ကြီးတစ်ခုဖြစ်တဲ့天津မြို့ဟာလေမြေရောက်ရေအလွန်အကျွမ်းထုတ်ယူမှုကြောင့်ဆိုးဆိုးရွားရွားနှစ်မြုပ်လေဓာရကတစ်ခုပါလွန်ခဲ့တဲ့နှစ်များအတွင်းနှစ်မြုပ်နှုံးကိုထိန်းချုပ်ဖို့စူးစမ်းနေပေမဲ့ မြို့ရဲ့အချွန်းလျာတွေဟာဆက်လက်နှမြုံနေဆဲထစ်ပြီးအဆောက်အုံတွေအတွက်အန်ဒီရရှိနေပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြို့တော်ဟောင်းဖစ်တဲ့ရန်ကုန်မြို့ပါ။ရန်ကုန်မြစ်ပခူးမြစ်နဲ့လှိုင်မြစ်တို့ဆုံရာမြို့ဝကျွန်းပေါ်ဒေသမှာတည်ရှိပြီးမိုးရာဒီမှာရေကြီးရေလန်းမှုတွေနဲ့မကြာခဏကြုံတွေ့ရပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့နှိမ့်ညွတ်မှုနှောင်းအတိအကျမရှိသေးပေမယ့်မြေအောက်ရေထုတ်ယူမှုအတိုးများလာခြင်းမြို့ဝတိုးချဲ့တည်ဆောက်မှုများနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုတွေကြောင်းရန်ကုန်မြို့ဟာလည်းအနာဂတ်မှာမြေကျွမှုအန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ခြင်းမြင့်မားနေပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အာရှမြို့ကြီးဒစင်းမြို့ဟာမြေကျွမှုပြဿနာနဲ့ရင်ဆိုင်နေရတဲ့တာရကတိတွေကအနေငယ်များသာဖြစ်ပါတယ်။ ီပြဿနာဟာတန်ပေါင်းများစွာသောလူတွေရဲ့အသက်အိုးအိမ်စီးစိမ်နဲ့အနာဂတ်ကိုချိမ့်ချောင်နေပါတယ်။မြေအောက်ရေကိုစနစ်တကျထောက်ယူသုံးစွဲဖို့ရေရှည်တည်တတ်တဲ့မြို့ပြစီမံကိန်းတွေချမှတ်ဖို့ယာကြီးဥရုပြောင်းလဲမှုကိုကာကွယ်ဖို့နဲ့ပင်လယ်ရေမြင့်တက်မှုကိုတုံ့ပြန်လိုက်မဲ့အခြေခံအဆောက်အုံတွေတည်ဆောက်ဖို့အရေးတကြီးလိုအပ်နေပါပြီ။ ကျွန်တော်တို့အားလုံးရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့အသိပညာပေးမှုတွေကလာဒီမြို့ကြီးတွေရဲ့အနာဂတ်ကိုကယ်တင်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းတင်ပြရင်ဒီနေ့အတွက်အစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်